ီအမျိုးသမီးဟာသူ့ရဲ့ကိုပိုင်စားတောက်ဆိုင်ထဲမှာဓာတ်ပုံနှစ်ပုံလောက်ရိုက်နေခဲ့တာပါဒါပေမဲ့တန်တရားဖြစ်တတ်တဲ့နောက်မျိုးသမီးကသူ့မရဲ့အလှကိုမနာလို့ဖြစ်ပြီးတော့ဒီအမျိုးသမီးရဲ့ဖုန်းကိုရေထဲပြချရုံသာမကပဲလူပုံအလဲမှာပါအဆက်ခွဲခဲ့ပါတယ်ဒီအမျိုးသမီးကချက်ချင်းပဲမန်နေဂျာကိုခေါ်ဖို့ပြောလိုက်ပါတယ်ဒါပေမဲ့မနာလို့ဝန်တိုတဲ့အမျိုးသမီးကသူ့မဟာသူ့နဲ့တွေ့ဖို့အရေးချင်းမရှိဘူးလို့မြန်မာသားကြီးစွာပြောလိုက်တယ်ဘာလို့လဲဆိုတော့သူ့မကတထေးရဲ့ဇနီးဖြစ်နေလို့ပါဒီအမျိုးသမီးလည်းအဲ့ဒီစကားကိုကြားလိုက်ရတော့ အံ့ဩသွားခဲ့တယ်။အဲ့ဒီနောက်မှာတော့သူမဟာနောက်မျိုးသမီးရဲ့လက်ရင်းကလက်ဆွဲကိုမတော်တဆသတိထားမိလိုက်တယ်။သူမချက်ချင်းပဲဒါကိုမှတ်မိလိုက်တယ်။အဲ့ဒီလက်ဆွဲကသူမရဲ့ခင်ပွန်းကသူမကိုပေးထားတဲ့လက်ဆွဲနဲ့တစ်ထပ်တည်းဖြစ်နေခဲ့တာပါ။သူမရဲ့ခင်ပွန်းကသူ့လိုမှသမီးလေးတယောက်ရလာတဲ့အခါကျန်တဲ့လက်ဆွဲတကုံးကိုသမီးလေးကိုပေးမယ်လို့တောင်းသတိပေးခဲ့ဘူးလေ။ဒါပေမဲ့အခုတော့အဲ့ဒီကျန်တဲ့လက်ဆွဲကမြမနာကြီးရဲ့အမျိုးသမီးရဲ့လက်ရင်းမှာဆွဲထားတာကိုတွေ့လိုက်ရတယ်။တန်လျာဖြစ်နေတဲ့အမျိုးသမီးကသူမရဲ့လက်ဆွဲကိုစိုက်ကြည့် နေတာကိုသတိထားမိတော့သူမကခင်မိုးတေကပေးထားတာဖြစ်ကြောင်းခင်မိုးရောက်လာတဲ့အခါဒီမျိုးသမီးကိုတင်ငန်းစာပေးမယ်ဆိုပြီးဝင်ကြွားစွာပြောလိုက်ပါတယ်အဲ့ဒီအခါမှာဒီမျိုးသမီးကသူမရဲ့ခင်မိုးတေကသူမကိုတစ္ဆာဖောက်နေပြီဆိုတာသိလိုက်ရပါတော့တယ်အချိန်နေပို့ဆိုးလာတာကိုမြင်တော့ခင်မိုးတေရဲ့ညီမကသူ့လိုမိဘတွေကိုနေရကိုလာဖို့ချက်ချင်းစာပို့လိုက်ပါတယ်မြမနာကြီးရဲ့အမျိုးသမီးကမိန်းကလေးရဲ့လှုပ်ရှားမှုကိုသတိထားမိပြီးသူ့ခင်မိုးစီကိုချက်ချင်းဖုန်းခေါ်ကချူတာတဲ့အတန်နဲ့မြှုပ်ဆွဲပြီးတိုင်နေ လိုက်ပါတယ်အမျိုးသားကသူ့မကိုချက်ချင်းနှစ်သိမ့်ပေးပြီးအခုပဲအ мян ဆုံးလာခဲ့မယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့သူမသိတာကသူ့ရဲ့ဇနီးကသူ့ရဲ့ပြုတ်ချက်ချက်ကိုတင်းနေနေပြီဆိုတာပါပဲဖုန်းချပြီးနောက်မှာတော့သူ့ခင်ကိုရောက်လာပြီးကူညီပေးလိုက်မယ်ဆိုတာထိထားတဲ့မမနာကြီးရဲ့အမျိုးသမီးကပို့ပြီးမမနာတက်လာခဲ့ပါတယ်သူ့မဟာဒီအမျိုးသမီးကိုလူပုံအလဲမှာရိုက်ဖို့အထိပါကြိုးစားခဲ့ပါသေးတယ်ဒါပေမဲ့ဒီအမျိုးသမီးကသူ့မကိုတားဆီးလိုက်ပြီးပြက်ပြက်တသားတင်ကန်းစားပေးလိုက်ပါတယ်လူပုံအလဲမှာအရှက်ရသွားတယ် လူခန်းစားရတဲ့မြမနာကြီးတဲ့အမျိုးသမီးကလုံခြုံရေးတွေကိုဒီအမျိုးသမီးကိုဖမ်းဆီးဖို့အမိန့်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသားရောက်လာခဲ့ပါတယ်မြမနာကြီးတဲ့အမျိုးသမီးကရှင်သာမရောက်လာရင်ကျမဒဏ်ရာရတော့မလို့လို့ပုံမှုလိုက်ပါတယ်အမျိုးသားကသူ့မကိုကာကွယ်ဖို့ချက်ချင်းရှိဘူးတိုးလိုက်ပါတယ်ဒါပေမဲ့ပြဿနာရှာနေသူဟာသူ့ရဲ့ဇနီးရင်းဖြစ်နေတာကိုသိလိုက်ရတဲ့အခါသူဟာလုံးဝထိတ်လန့်တုန်လို့ဆိုဖြင့်ရဲတန့်သွားပါတော့တယ်